ရှန်ဂရနီနက်ဆာမူပြဲနဲ့လွိုက်ကိုအကြာစော်ခီရောကြီးရွာအတွင်အထိုင်ချသက်ဆွဲထားတဲ့စစ်တပ်ကလဲရိတ်နေတဲ့အမျိုးသမီး၃ဦးအပါအဝင်အယက်တာ၅ဦးကိုဖမ်းဆီးရိုက်နေခဲ့ပြီးပြင်လူပေးခဲ့တယ်လို့ဖမ်းဆီးခံရသူတွေကပြောပါရယ်ပြီးခဲ့တဲ့စက်တမား18ရက်နေ့မှာလိုက်ကောမြို့နယ်စောခီရောကြီးရွာအနီးလေကွင်းထဲမှာစပါးရည်နေတဲ့ဝါရီကောခုရွာတာအယက်တာငါးဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်တွားခဲ့တယ်လို့ဖမ်းဆီးခံခဲ့ရတူတူကပြောပါရယ် အဆိုပါအရက်တာ၅ဦးကိုစက်တမလာ၁၈ရက်နေ့ည9:00နာရီမှာပြန်လည်လွတ်ပေးလိုက်တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့စက်တမလာ၁၆ရက်နေ့ကလည်းရှန်ခရနီနက်ဆာမိုးပြင်းနဲ့လွိုက်ကိုကြမှာစပားရည်နေတဲ့အမျိုးသား၅ဦးကိုလည်းစော်ခီရောကြီးရွာအတွင်အထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်က၄ရက်အကြာဖမ်းဆီးနေဆက်ခဲ့ပြီးပြန်လွတ်ပေးခဲ့ပါတယ်။ မူပြဲမျိုးကို2025ခုနှစ်ဇွန်လ3ရက်နေ့မှာစစ်တပ်ကထိန်းချုပ်ခဲ့ပြီးဇွန်လ10ရက်နေ့မှာဖေခုံမူပြဲလိုက်ကိုလမ်းမကြီးကိုထိန်းချုပ်ခဲ့တာကြောင့်မူပြဲအနီးမှာရှိတဲ့ဒိတာခန့်တွေလေအီကထောင်နဲ့ချီချင်းရဲကစစ်ပီးတိန်းဆောင်ခဲ့ရပါရှင်